မကွေးတိုင်းငဖဲမြို့နယ်တဲကကဘာလုံးစကန်းလို့ခေါ်ကြတဲ့နေအီကန်လေချောင်းရံကာကွယ်ရေးဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ဂေါ်ကြီးရွာစကန်းကိုအေအေနဲ့ပူပေါင်းတက်တွေကတိမ့်ပိုက်ခဲ့ပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေပါဗါရာခတ်တတော်အေအေကစတင်ဘာနောက်ဆုံးပတ်မှာထိုးစစ်ဆင်ခဲ့ပြီးစတင်ဘာ28ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့တဲ့ဂေါ်ကြီးစကန်းဟာစစ်တပ်ရဲ့အဓိကကာကင်းတစ်ခုဖြစ်ပြီးနေအီကန်စကန်းကိုမြင်းဖြောင်းအတိုင်းနှစ်မိုင်ဝန်းကျင်သာကွာဝေးတာဖြစ်ပါတယ် အဲဟိုဘွားကဘာလုံးစကန်ကိုခြံထားခဲ့ပြီးတော့အောက်ကစကန်လေးတွေအကုန်ပတ်ဝိုက်ပတ်ဝိုက်ညာမှာ28ရက်နေရဂုတ်ကြီးစကန်ကိုရတယ်အဲမဲဒီဘွားလာချင်းကျနေတော့ပုံမှန်တနေ့ကုန်ပြည့်နေရောကြတော့အာမန်ဟိုတက်တော့နည်းနည်းခွာခွာခွာပြီးထားတယ်ပြန်ပြန်ပြီးလုံးနေကြတာပြန်လုံးခိုင်းနေတဲ့သူကပြန်လုံးမှုအမိန်မေးနေတူရတမရဝင်သွားတာ30စီဝင်သွားတယ်19စီထွက်သွားတယ်19စီနောက်က4စီလိုက်ရှစ်စီပြောင်းနေလို့ကားရှစ်စီပြောင်းနေလို့ အရောက်မှန်းကုန်တယ်ကိုကြီးစကန်းကြာပြီးစစ်တပ်ကလေကြောင်းနဲ့ဒရက်ဆက်ဘုံကျဲတယ်လို့မဆခ905ကနေလဲအင်အားအပြည့်ပါတဲ့စစ်ကားအစီး၂၀ကျော်ကိုစစ်ကူပို့ဆောင်ခဲ့တာပါဒါအတူပါပဲစက်တင်ဘာ30ရက်မှာလဲနေ့လယ်7:00နာရီဝင်းကျင်လောက်မှာနောက်ထပ်စစ်ကား၄စီးညနေ9:00နာရီလောက်မှာကားကြီးတစ်စီးနဲ့ကားလေးတစ်စီးအော်တိုဘာ၁ရက်နေ့နေ့လယ်ပိုင်းမှာလဲကားကြီးနှစ်စီးနဲ့ကားလေးတစ်စီးထပ်ပြီးတော့နေရီကန်ဘက်ကိုလမ်းသစ်ဘက်ကနေတက်သွားတယ်လို့ဆိုပါတယ် လေကြောင်းဘုံကျဲမှုတွေနဲ့တိုက်ပွဲတွေကြောင့်ဒေသခံရွာသားအများစုဆစ်ရှောင်သွားကြပြီးဆိုပေမဲ့ရွာကန်တချို့ပိတ်မိနေသေးတဲ့အကြောင်းဂုတ်ကြီးရွာသားတယောက်ကပြောပြပါတယ်။သူ့ရဲ့စာနဲ့ပြောပြမှုကို DVV ကအတန်အစားတို့ဖတ်ပြထားပါတယ်။လေရင်ကတော့စနေတနင်္ဂနွေတနင်္လာတောက်လျှောက်တက်ပြီးတွားကျဲနေပါလေဗျာ။နီးစက်ရတော်ရဲရဲကိုရှောင်နေသူတွေရှိတယ်လို့စစ်ဘေးရှောင်အနေနဲ့တော်ရဲလိုက်သွားတဲ့သူတချို့လည်းရှိကြတယ်။စီးရင်ပေးရပြီးပြည်သူစစ်အဖွဲ့ဆိုရင်ပေးမစင်ပါဘူး။ အနေကင်းအောင်ရွာမှာနေလို့ရအောင်တောင်ရဆက်ခင်းလို့လို့အဆင်ပြေအောင်ဆိုပြီးလုပ်ရတဲ့သဘောပါစိတ်လူလက်ရတော့မဟုတ်ပါဘူး90တရာတော့ကြံခဲ့သေးတယ်စင်းတို့အဆင်မပြေတဲ့အဖိုးအဖွားတွေပါအခုတိမ့်လိုက်တော့သတင်းမထုတ်ကြသေးတော့သူတို့အခြေအနေကိုတေချာမသိရသေးဘူးဖြစ်နေတယ်ရွာသားတရာဝင်းကျင်ဟာအောက်တိုဘာ၁ရက်နေ့မနက်ပိုင်းအထိဗရန်ဘတ်ကိုမစင်းနိုင်သေးပဲဖုန်းလေးကိုလည်းစစ်တပ်ထောက်ခံတဲ့သူတွေကတင်ထားတာကြောင့်အဆက်အသွယ်ပြတ်တောက်နေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အကြောင်းသူကဆက်ပြောပါဗျာ တဖက်မှာလည်းအေအေနဲ့ပူပေါင်းတက်တွေဟာနိုင်ဧကန်ဖြူဟာကိုဝိုင်းပတ်ပိတ်ဆို့ထားပြီး အနီးဝင်းချင်းမှာရှိတဲ့လင်းတဲစွန့်တက်လိုင်းရွာနဲ့ပစီရွာတွေအထိကိုထိန်းချုပ်ထားနိုင်ပြီးဂိုကြီးဝင်းချင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေကြပါ Google Map အတိုင်းဆိုရင်ဗဒန်းဘက်ကို16မိုင်လောက်တော့ကွာဝေးတာကြောင့်ဂိုကြီးရွာကသာအေအေတက်တွေထိန်းချုပ်နိုင်ရင်နိုင်ဧကန်ဖြူဟာထွက်ပေါက်ပိတ်သွားတဲ့အပြင်ကပ္ပဆ14ကိုသိမ်းပိုက်ပြီးအမ်မင်းဘူးနဲ့ပသိမ်မုံရွာလမ်းဆောင်ရာ ဗရန်မျိုးအထီကိုတော်လိုင်းတက်တွေကနယ်မြေစုံမှုလာနိုင်ခြင်းရှိတဲ့အကြောင်းမြို့ကန်တွေကခံမှန်းနေကြပါတယ်။ကျွန်တော်စိုးသူအောင်ပါဘာ